အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစီယုံရေးကော်မတီအပေါ်ပြည်သူအာဏာကြမ်းတဲ့အမှတ်31 2009ခုနှစ်ဩဂုတ်လတုန်းမှာဖော်ပြပါရှိတဲ့နှစ်90ခရီးအတွေ့အကြုံနဲ့သင်ခန်းစာများဆိုတဲ့ဆောင်းပါးဖြစ်ပါလေ။ဒီဆောင်းပါးကို ရဲဘော်ဂျင်မောင်ရေးသားခဲ့တာဖြစ်ပါတယ်နှစ်90ခရီးတင်ပြသူရဲ့အမှနှစ်90ပါတီသမိုင်းတစ်ခုလုံးကိုရေးမှာမဟုတ်ပါမျက်မှောက်ဖြတ်သန်းနေရတဲ့ခီးစဉ်တွင်အသုံးဝင်မိသမိုင်းအတွေ့အကြုံများနဲ့သင်ခန်းစာများကို ခေါင်းစည်းအမျိုးမျိုးနဲ့ရေးပါမည်ရဲဘော်များ မိတ်ဆွေများ စင်စာသုံးသက်ချင့်ချိန်တိုင်းရန်အတွက်သာ ရေးခြင်းဖြစ်ပါသည် ပုဂ္ဂလိကမှတ်စုတာဖြစ်ပါသည်1989ခုနှစ်များကပါတီသမိုင်းပြုစုရန် ကော်မရှင်တစ်ခုကိုပါတီဘဟုက ဖွဲ့စည်းတာဝန်ပေးပို့ပါသည်ပါတီတီထောင်ကာစားကစပြီးခေဆက်ဆက်ဖြတ်သန်းခဲ့ပူးသူများကို တာဝန်ပေးခဲ့ပြီးရေးစေခဲ့တာဖြစ်ပါသည် ကော်မရှင်ကလအချို့စူးစမ်းပြီးမူချမ်းရေးကြည့်ပါသည် နောက်ဆုံးတော့လက်လျှော့လိုက်ရပါသည်အเจ้าမှာ သမိုင်းကို ဖန်တီးဖို့ တော်လိုင်းရေးတရက်ဆင်နွှဲနေရစဉ်တွင်သမိုင်းကို ရေးဖို့မသင့်သေးဟုမြင်လာသောကြောင့်ဖြစ်ပါသည်ပါတီတွင် ထိမ့်သိမ်းရမည့်လျှို့ဝှက်ချက်များရှိပါသည်ဒါတွေကိုဖွင့်ပြီးရေးလိုက်လျင် ရန်သူအကြိုက်ဖြစ်သွားပါလိမ့်မည်ဖုံးတဝက် ဖော်တဝက်ရေးလို့လည်းမဖြစ်ပါ ပါတီရဲ့ဥပဒေတွင် ပါတီဘဝကို၃နှစ်နီးပါးပဲရခဲ့တာဖြစ်သည်တစ်ချိန်လုံးမြေအောက်ပါတီဘဝနဲ့ယက်တည်လာခဲ့တာဖြစ်သည် ဥပရေတွင်ဥပရေပတိုက်ပွဲတရံမျိုးစုံကိုဆင်နွှဲကြရတာဖြစ်သည်မြေပေါ်အိုဂျီပါတီများနဲ့နိုင်ငံမှညီကိုပါတီများကိုလျှို့ဝှက်ဆက်ဆံကြရတာဖြစ်သည်ဒါတွေကို ရေးလို့မဖြစ်ပါ ရေးရင် ရန်သူအကြိုက်ဖြစ်သွားလိမ့်မည်ပြည်တွင်းပြည်ပကရဲဘော်များနဲ့မိတ်ဆွေများကို ထိခိုက်သွားလိမ့်မည်ဒါကြောင့်ရွှေဆိုင်လိုက်ဖို့ဆုံးဖြတ်ရရသည် နောင်မှအခြေအနေပေးလျင်ရေးနိုင်ဖို့တမိုင်းအတွေ့အကြုံနဲ့သင်ခန်းစာများကို အခုရေးလိုက်ပါသည်ရဲဘော်များမိတ်ဆွေများကိုကာချင်းချင်းရန်အထောက်အပြုလိုက်မည်ဟု မျှော်လင့်ပါသည်ပါတီကြုံခဲ့ရတဲ့အတွေ့အကြုံတွေက များပါသည်ထို့တူသင်ခန်းစာကလည်းများပါသည် တိုးချဲ့ရန်နဲ့ရှောင်ကျင်ရန်အတွက်ရည်ရွယ်ပြီးရေးပါသည် အတွေ့အကြုံနဲ့သင်ခန်းစာရောတွေ့နေပါလိမ့်မည် နှစ်90အတွင်းကမ္ဘာစနစ် wall order အပြောင်းလဲများတပါတီဤနှစ်90ခီးတွင်ကမ္ဘာစနစ် wall order နှစ်ခုကြုံခဲ့ရပါသည်ပါတီတီထောင်ဂါဇာက wall order မှာနိုင်ငံပေါင်းချုပ်အဖွဲ့ကြီး League of Nations LN စနစ်ဖြစ်ပါသည်အဲ့ဒီတုန်းကနိုင်ငံကြီးများရဲ့အခင်းကျင်းက LN စနစ်ကိုထိမ့်သိမ်းကာကွယ်သည့်နိုင်ငံကြီးများအင်္ဂလိပ် ြင်သစ်နဲ့ဆိုဗီယက်ရုရှားစသည်တို့ရှိသည် LN စနစ်ကိုစိန်ခေါ်သည့်သူများကဖက်စစ်ဝင်ရိုးတန်းနိုင်ငံတွေဂျာမနီအီတလီဂျပန်တို့ရှိသည်အမေရိကန်က LN တဲမပါခဲ့ပါတီးကြနေသည် LN စနစ်မှာပထမကမ္ဘာစစ်တွင်စစ်နိုင်ခဲ့သူများကချမှတ်ထားတာဖြစ်လို့အင်္ဂလိပ်ပြင်သစ်တို့ကကာကွယ်တာမဆန်းပါဆိုဗီယက်ရုရှားပါနေတာကတော့ ဇာဗီယင်ရုရှားကပထမကမ္ဘာစစ်မှာအင်္ဂလိပ်ပြင်သစ်တို့နဲ့တစ်ဖက်တည်းတိုက်ခဲ့လို့ပါနိုင်တာသည်ဆိုဗီယက်ကဇာဗီယင်ကိုဖျောက်ချပြီးဆိုရှလစ်ဒေါ်လာရေးဆင်နွှဲထားတာဖြစ်လို့သူက League of Nations စဖွဲ့တုန်းက ပါခွင့်မရခဲ့ပါဝိုင်းပယ်ခံထားရသည် နောက်ပိုင်းကျမှပါရသည် American ကတော့တမျိုးဖြစ်သည်ပထမကမ္ဘာစစ်အစမှာကြားနေသည်နှစ်ဖက်စလုံးကိုဆက်ဆံပြီးအယောင်းဝယ်လုပ်သည် အကြီးအကျယ်အမျက်ထုတ်သည်အနီးအနားကတိုင်းပြည်ကလေးတွေကိုတိမ့်ပိုက်သည်1919ခုနှစ်ကျမှစစ်နိုင်တော်မူဘက်ထဲဝင်ပါလိုက်သည်1918မှာဂျာမနီစစ်ရှုံးသည်1920မှာ LN ဖွဲ့သည် LN ဖွဲ့ရေးကိုအမေရိကန်က စတင်ပြောကြတာဖြစ်ပေမဲ့ LN တကယ်ဖွဲ့တော့မဝင်ခဲ့ပါ ဥရောပအရှုပ်ထဲဝင်မပါတာက အမေရိကန်အတွက်အကျိုးရှိမယ်ထင်လို့ဖြစ်သည် အီတလီနဲ့ဂျပန်ကလည်း LN စနစ်ကို အစကလက်ခံသည်နောက်ကြမှအားခံသည်သူတို့ကစစ်နိုင်တဲ့ဘက်ကနိုင်ငံတွေဖြစ်ပေမဲ့ရတဲ့ဝေစုကနည်းသည်အင်္ဂလိပ်ပြင်သစ်ကပဲဝေစုတွေလဝကြီးအုပ်ယူထားတဲ့ဆိုပြီးမကြေနပ်လို့ဆန့်ကျင်တာဖြစ်သည်ဒီကိစ္စကိုအကျယ်ရေးရတာကပါတီစတင်ထူထောင်တော့ကနိုင်ငံကအခြေအနေနဲ့အခင်းချင်းကိုသိစေလိုလို့ဖြစ်သည်ခေတ်သစ်မှာ ဘယ်တော့မှဆိုပြည်တွင်းကြီးနဲ့ပြည်ပကြီးအပြန်အလှန်ဆက်ဆက်နေတယ်ဆိုတာကိုသတိပြုမိစေဖို့ဖြစ်သည်ပါတီထောင်ပြီး16ရက်သားအရွယ်မှာဒုတိယကမ္ဘာစစ်ဖြစ်သည် ပါတီကအစုငယ်ကလေးတွေကို စုစည်းပြီးဖွဲ့ထားရတာဖြစ်လို့အတွေးခေါ်တွေရှုပ်ထွေးသည်ပါတီစတင်ထူထောင်တုန်းကကွန်မြူနစ်နိုင်ငံတကာဖွဲ့ချုပ်ကြီးကော်မန်ဒန်ရှိသည်ဖက်ဆစ်ဆန့်ကျင်ရေးဆုံးဖြတ်ချက်ရှိပြီးလဲဖြစ်သည် ဒါကြောင့်နိုင်ငံတကာဂွင်မှာ ရန်သူဘယ်သူလဲမိတ်ဆွေဘယ်သူလဲဆိုတာရှင်းသည်ဂျာမနီအီတလီဂျပန်တို့ကိုရန်သူဖြစ်သတ်မှတ်ပြီးဆန့်ကျင်တိုက်ပွဲဝင်ရမည်ဆိုတာရှင်းသည်ဒါပေမဲ့ခက်တာကဗမာပြည်ရဲ့လက်တွေ့ဘဝအင်္ဂလိပ်ရဲ့ကိုလိုနီဖြစ်နေသည် ထောင်သောအဖြစ်ရေးတဲ့ပုံမှာနာနာကြီးကြီးခံထားရတာလည်းရှိသည်အခဲမကြီးလက်စားချေခြင်းသည် အင်္ဂလိပ်ကိုမဟာမိတ်ပြုဖို့ဆိုတာလက်ခံရခက်နေသည် တစ်ဖက်ကလည်းဂျပန်ကဗမာပြည်လွတ်လပ်ရေးအင်္ဂလိပ်လက်အောက်ကလွတ်လပ်ရေးကိုဝါရဖြန့်နေတော့မတ်ချင်စရာကြီးဖြစ်နေသည် အင်္ဂလိပ်အခက်ဗမာအချက်ဆုံးဖြတ်ချက်ကလည်းရှိသည် ဒီလိုအချိန်မှာ16ရက်သားပါတီအဖို့အတွေးအခေါ်ရှုပ်ထွေးတာမဆန်းပါဘယ်လိုဖြစ်ကြလဲဆိုတာတွေကိုတော့အားလုံးသိပြီးဖြစ်လို့မရေတော့ပါဂျပန်ကဗမာပြည်ကို သိမ်းမိတာဟာအတွေးအခေါ်ရှုပ်ထွေးမှုမှန်သမျှကို ရှင်းပေးလိုက်သလိုဖြစ်သွားလို့ဒီဘက်ကကြည့်ရင်ဂျပန်ကိုကျေးဇူးတရားလိမ့်မည်စစ်ကြီးအတွင်ဖြစ်လို့လဲအမှန်တရားမြန်မြန်ရတာဖြစ်ပြီးတာမန်အေဂျင့်နေတဲ့ကာလမှာနှစ်နဲ့ချီပြီးတင်ယူရမည်အမှန်တရားကိုစစ်ကြီးအတွင်မှာရက်ပိုင်းလောက်တင်ယူုံနဲ့ရတတ်ပါသည်ဖက်စစ်ဆန်းကြီးလမ်းစဉ်ဟာအမြန်ဆန်းဖွံ့ဖြိုးတိုးတက်အားကြီးလာသည်1943မှာကွန်မြူနတီအင်တာနက်ရှင်နယ်ဖြတ်သိမ်းတော့ပါတီအဖို့ ဘာအရှုပ်ထွေးမှမရှိခဲ့ပါ ကိုလန်းကိုထွင်ကိုလန်းကိုလျှောက်ပါပြီ1944မှာဖတ်တပါလာရှော့ရှော့ရှူရှူဖွဲ့နိုင်တာဟာအတွေးခေါ်မရှုပ်လို့ဖြစ်သည်1945မှာကြည်လုံးကျွတ်ဂျပန်ဖက်စစ်ဒေါ်လာရေးလုံနိုင်ခဲ့တာဖတ်တပါလာ၏ခေါင်းဆောင်မှုမှန်ကန်လို့ဖြစ်သည်1945မှာဒုတိယကွန်ဂရက်ကျင်းပနိုင်ခြင်းသည်ဘာကပလူလားမြောက်လာတာကိုပြသည့်သမိုင်းဝင်မှတ်တမ်းဖြစ်သည် ဖက်စစ်ဒေါ်လာရေးသာမရှိလျင်ဘာကပ္ပဤနိုင်ငံရေးအဆင့်နေရာ မြင့်တက်လာမှာမဟုတ်ပါ။ LN ကဘာစနစ်ပြီးတော့ UN ကဘာစနစ်ပေါ်လာသည်။ဒါကို World Order နှစ်ခုဟု ပြောလိုက်ခြင်းဖြစ်သည်။ UN ကဘာစနစ်ကအခုထိရှိနေသည် နှစ်ပေါင်း60ကျော်ခဲ့ပြီ။နှစ်60ကျော်တွင် WO World Order ကိုထိန်းချုပ်ရတာတွေကတော့အများကြီးရှိသည်။သို့တော့အခြေခံကတော့ ပြောင်းမသွားပါ LN စနစ်နဲ့ UN စနစ်မှာထင်းထင်းရှားရှားကွဲပြားတာက LN မှာတုန်းက Security Council လုံခြုံရေးကောင်စီ မရှိပါ UN မှာရှိသည် Security Council ဆိုတာပေါ်လာရတာကလည်းဒုတိယကမ္ဘာစစ်တုန်းကအောင်ပွဲရခဲ့တဲ့မဟာမိတ်အဖွဲ့ထဲမှာ Socialist စနစ်ကိုကိုစားပြုတဲ့ Soviet Russia ပါနေလို့ဖြစ်သည်လုံခြုံရေးကောင်စီတဲကဗီဒိုအာနာပိုင်း၅နိုင်ငံမှာ 1945ခုနှစ် UN ဖွဲ့တွင်းကဆိုဗီယက်ရုရှားတနင်္ဂနွေတဲပဲဆိုရှယ်လစ်နိုင်ငံဖြစ်ပါသည်တရုတ်ကို KMD အစိုးရကကိုစားပြုသည်ဒါလည်း UN ရဲ့ထူးခြားချက်လို့ပြောလို့ရသည် ကိုလိုနီတပိုင်းတိုင်းပြည်က GDG အဖြစ်ပါဝင်ခွင့်ရနေတာဖြစ်သည်ဒုတိယကမ္ဘာစစ်မှာတရုတ်တွေတန်ပေါင်းများစွာအသိခံပြီးတိုက်ခဲ့လို့ဒီအဆင့်နေရာရတာဖြစ်သည်အမေရိကန်ကကျေးဇူးဆက်သည် ကိုလိုနီအိန္ဒိယကလည်း UN စတင်ဖွဲ့တုံးကအဖွဲ့ဝင်နိုင်ငံဖြစ်ပါခဲ့သည်ဒါလည်းထူးခြားသည်ဒုတိယကမ္ဘာစစ်တွင်းမှာသူကလည်းတန်းနဲ့ချီပြီး American အင်္ဂလိပ်အတွက်အသေးခံတိုက်ပေးခဲ့တာသည် UN စပြီးဖွဲ့တုံးကစစ်ရှုံးနိုင်ငံတွေလုံးဝမပါရပါ အီတလီက1955မှာဂျပန်က1956မှာဂျာမနီက1983မှာကြာမှာပါကြရသည် လေး UN ကဘာစနစ်ကိုဖျက်သိမ်းပြီးကဘာစနစ်သစ် New World Order ထူထောင်ဖို့အခု American ပြောနေသည်1990ခရဲကပြောကြတာသည် Soviet Socialist Russia စတင်ပြိုကွဲတုန်းကစိတ်တက်တက်ကြွပြီးပြောတာသည်နောက်တော့ New World Order ပြောတဲ့တွင်ညံလာသည်21ရာစုကို America ရာစုဖြစ်စေရမည်ဆိုတာတို့သမိုင်းဏီကုန်းတို့ပေါ်လာသည် 9/11အရေးခင်ပြီးတဲ့နောက်မှာတော့တဆင့်တက်လာသည်တီရှိနေသော UN ကမ္ဘာစနစ်ကို ပြောင်ပြောင်တင်းတင်းတကိုယ်တော်စိန်ခေါ်လာသည်အီရတ်စစ်ပွဲကို သူ့သဘောနဲ့သူဝင်တိုက်သည် UN ကိုဘေးချိတ်လိုက်သည်ဟိုတုန်းကတော့ကမ္ဘာစနစ်ဟောင်းကိုဖျက်သိမ်းလို့လျင်ကမ္ဘာစစ်တပွဲတိုက်ပြီးဖျက်သိမ်းဖို့ကြိုးပမ်းရသည်ကမ္ဘာစစ်တပွဲစတိုက်သည့်သူကလည်းတခါကစစ်ချုပ်ထားသူပဲဖြစ်တတ်သည်ဂျာမနီအီတလီဂျပန်တို့က LN ကဘာစနစ်ကိုဖျက်သိမ်းပြီးဖက်စစ်ကဘာစနစ်နဲ့အစားထိုးဖို့ဆက်စပ်သည်။တော်တော်သူတို့ဆစ်ရှုံသည်။ဒါကြောင့်ဖက်စစ်ကဘာစနစ်ပေါ်မလာပဲ UN ကဘာစနစ်ပဲပေါ်လာတာဖြစ်သည်။အခုတော့ New World Order ပြောသူ UN ကဘာစနစ်ကိုဖျက်သိမ်းလိုသူကဆစ်ရှုံခဲ့သူမဟုတ်ပါ။အမေရိကဖြစ်နေ။အမေရိကသည်ကဘာစစ်မရှုံးဘူးပါ။ကဘာစစ်နှစ်ပွဲကြောင်ပဲကဘာနံပါတ်1ဖြစ်ခဲ့သူပါ။ အကိုဒီသူစီပွားရေးကိုမှီသူမရှိသေးပါသူစည်ရေးအင်အားကိုလည်းမှီသူမရှိသေးပါ သမုတ်ဒီယာအားလုံးကို သူပဲအုပ်စိထားသည် စစ်စခန်းတွေကဘာနှံ့ချထားသည် နေတိုးကိုဥဆောင်နေသည် နေတိုးကို တိုးချဲ့နေသည်သူကအခုတော့ကဘာစနစ်သစ်ချနေပါပြီသို့သောသူဖြစ်ချင်တာကို တခြားအင်အားကြီးနိုင်ငံတွေကလက်မခံကြပါဘူး UN ကမ္ဘာစနစ်ကိုဖျက်သိမ်းမပစ်ဘဲပြုပြင်တာပဲလုပ်ချင်ကြတယ်။အမေရိကကဝင်ရိုးတစ်ခုတည်းသူ့ကိုဗဟိုပြုလဲပတ်ရသည့်ကမ္ဘာစနစ်ထူထောင်နေသည်။တခြားအင်အားကြီးတွေကဝင်ရိုးအများသူတို့ကိုဗဟိုပြုလဲပတ်သည့်ကမ္ဘာစနစ်ဖြစ်စေခြင်းသည်။ဒီအမြင်နှစ်ခုအားပြိုင်နေသည်။လွန်ဆွဲနေသည်။တန်တမာရေးကစားကွက်လုပ်နေသည်။လွန်ပွဲကကြာလိမ့်မည်။ရှုပ်ထွေးလိမ့်မည်။ 1930 40တုန်းကလိုမြန်မြန်ပြက်မိမဟုတ်ပါပါတီကလည်းအသက်90ရှိပြီဟိုတုန်းကလိုအတွေးခေါ်ရှုပ်မိမဟုတ်ပါရှုပ်ရင်လည်းခစ်နဲ့အညီရှုပ်ဖို့ပဲရှိသည်ဟိုတုန်းကနယ်ချဲ့စနစ်ဟောင်းခစ်ခုကနယ်ချဲ့စနစ်ခစ်သည်နယ်ချဲ့စနစ်ဟောင်းကရှင်းသည်ပြက်သည်ကျမ်းသည်ငါကသခင်မင်းကကျွန်းဆိုတဲ့ဆက်ဆံရင်ဖြစ်သည်နယ်ချဲ့စနစ်တစ်ကတော့ လွတ်လပ်မှုနဲ့ဒီမိုကရေစီကိုအားပေါက်အောင်ပြောဟောသည်လွတ်လပ်ရေးကိုလည်းဖော်ဖော်တည်တည် ပေးသည်အီရက်လွတ်လပ်သွားပြီကိုဆိုဘိုလွတ်လပ်သွားပြီ တော်လန်ရေးတွေကိုလည်းတော်တော်ပြောသည်လိန်မောင်ရောင်တော်လန်ရေးတစ်ခွရောင်တော်လန်ရေးနှင်းစီရောင်တော်လန်ရေးစသည်စသည်တို့ကို ပြောပြီးပြီလွတ်လပ်ရေးပေးပြီးရင်အယောင်တော်လန်ရေးလုတ်ပြီးရင်လည်းနေတိုးတဲ့တန့်ပြီးသွင်းပြီးသည်အမေရိကပြောတဲ့ new world order ဆိုတာက UN ကမ္ဘာစနစ်ကိုချိနဲ့အားပြော့သွားအောင်လုပ်ဖို့နဲ့ NATO ကမ္ဘာစနစ်ကို အားကြီးအောင်လုပ်ဖို့ဖြစ်ကြောင်းရှင်းနေပြီ။အမေရိကက UN ရဲ့အပြင်ဘက်ထွက်ပြီးတကူတော်ရန်လိုက် UN ကိုပြန်ပြီးအသုံးချလိုက်လုပ်နေတာဟာဟိုတုန်းကနဲ့လုံးလုံးမတူတဲ့လုံနည်းသစ်ဖြစ်သည်။ဟိုတုန်းကတော့ LN နဲ့ပါနေတဲ့အီတလီနဲ့ဂျပန်တို့က LN ရဲ့အပြင်ဘက်ထွက်ပြီးတကူတော်ရန်ပြည်လျင် LN ကိုလုံးလုံးကြီးမဆိုင်နေလိုက်သည် LN ကိုပြန်လာတာမဟုတ်ပါရှုပ်ရှုပ်ထွေးထွေးဖြစ်နေတာကိုကိုကရိုးရိုးကြီးစဉ်းစားလို့မဖြစ်ပါတကြောင်တိုက်စဉ်းစားရင်ရိုးအရာကြလိမ့်မည်အီရက်ကိုအမေရိကန်က UN ကိုဘေးချိတ်ပြီးစစ်တိုက်လိုက်တော့ဗမာပြည်မှာလည်းအမေရိကန်ကဒီလိုပဲလှုပ်လိမ့်မည်ထင်ခဲ့တယ်ရှိသည်သူတို့ထင်တယ်လို့အမေရိကန်ကမလုပ်ပါနာဂက်စ်ကိစ္စဖြစ်တော့လေအမေရိကန်စစ်သင်းဘောတွေ လူသားချင်းစာနာမှုအကူအညီပေးဖို့ဆိုပြီးပင်လယ်ပြင်ကစောက်နေသည်မိမိတို့တွေကတချို့က R2P ကာကွယ်ပေးရန်တာဝန်ရှိမှု ကိုကင်ပြီး ဝင်လာတော့မည်ထင်သည်ဒါပေမဲ့မဝင်ပါလှည့်ပြန်သွားသည်ဂျော်ဂျီယာမှာကြတော့အမျိုးပင်လယ်ပြင်ကစောက်နေတာမဟုတ်ပါတိုက်ရိုက်ပဲလူသားချင်းစာနာသည့်အကူအညီတွေပေးနေသည် ကျွန်တော်တို့သိထားတဲ့တာက ကဘာပေါ်မှာဆာဗီယာအီရက်လိုနိုင်ငံကြီးရှိတာမဟုတ်ကာလဒေသပယောကမတူတာတွေထက်တွေ့ရပါမည်ဗမာပြည်ကစစ်အုပ်စုတိုင်းဟာဘယ်အချိန်မှာဘယ်သူကိုကတ်ပေါင်းရမယ်ဘယ်သူနဲ့ခွာရမယ်ဆိုတာကို နားလဲကြသည်ဆိုတာကိုမမေ့သင့်ပါ1959 60ကအိမ်ဆောင်စစ်အုပ်စု1962 88ကမာဆာလာစစ်အုပ်စု1988ကအခုထိ နာဝတနာဖစေဝစုတို့သည်ဒီလိုပဲကတ်လိုက် ခွာလိုက်လှုပ်ခဲကြတာသည် နောက်မှလည်းကတ်လိုက်ခွာလိုက်လှုပ်ကြအောင်မည်ဆိုတာမမေ့သင့်ပါရိုးအနေလျင်ခံရလိမ့်မည်ကို့အရှုပ်ကိုကို့ဘာသာရှင်းရမည်သူများဝင်ရှင်းပေးမည်မဟုတ်ပါ သူများကဗမာပြည်ကိစ္စကြောင့်တော့ကျမ်းမာရမ်းမာမဟုတ်ပါယူရီးယားဝန်ကြီးချုပ်ဘာပြောတယ်လဲတောင်ဘက်ကမော်ဆလင်ကိစ္စမလေးရှားနဲ့ပတ်သက်နေတယ်အရှေ့ဘက်ကကမ်ဘောဒီးယားကိစ္စ ဗီယက်နမ်မဲ့ပတ်သက်နေတယ်ဒီလိုဖြစ်နေချိန်မှာဗမာပြည်စစ်အစိုးရကိုရန်လုံနေမှာမဟုတ်ပါတရုတ်အိန္ဒိယကတော့ပြောစရာမလိုနာဖကတ်ထားပြီဖြစ်သည်ပါတီသမိုင်းကိုဘယ်လိုပညာပေးကြမလဲတပါတီသမိုင်းကို ပါတီဝင်အစ်စ်အဟောင်းအားလုံးကိုပညာပေးရပါလိမ့်မည် မပေးလို့မဖြစ်ပါ ပါတီသမိုင်းကိုအကျဲအပြက်နှစ်အလိုက် ဖြစ်စဉ်လိုက်ရေးဖို့မတင်သေးဘူးဆိုတာကို အမှားတွင်တင်ပြထားပါသည်ဤသို့ဆိုသဖြင့်ပါတီသမိုင်းကို လုံးဝမရေးရဟုဆိုလိုခြင်းမဟုတ်ပါလိုအပ်ချက်ရ ရေးနေရပါမည်ဘာကပအကြောင်းကိုမိတ်ဆက်ပေးဖို့တောင်းဆိုသောနိုင်ငံသားမှ ပါတီများရှိလျင်သူတို့သိဖို့လိုအပ်သလောက်ကိုမိတ်ဆက်စားဆောင်ကလေးရေးပေးရပါမည်ပါတီဝင်များကို ပါတီစိတ်ဓာတ်ရှိလာအောင်ရင့်ကျက်လာအောင် ပါတီအတွက်ဂုံယူတက်လာအောင် ါတီရဲ့ဂုံရောင်မြင့်တင်ပေးဖို့တာဝန်ရှိကြောင်းသိလာအောင်ပါတီသမိုင်းပညာပေးရေးစားဆောင်စရမ်းများကိုရေးရပါမည်။နေ့90ပါတီသမိုင်းကိုပါတီစိတ်သက်တည်ဆောက်သည့်သမိုင်းဟု ချုပ်ပြီးပြောနိုင်ပါသည်။၁939ခုနှစ်တုန်းက ပါတီတည်ထောင်လုံးကပါတီဝင်10ခန်းမှရှိခဲ့ပါသည်။ဒါကလည်းခံမှန်းပြီးပြောရသည့်ကိန်းနာမှာ ကျောင်းသားသမဂအနွယ်ဝင် အစု၃စုရှိရမှာသူ့အစုနဲ့သူနီးစပ်ရာကိုတင်သွင်းထားသော ပါတီဝင်များရှိပါသည်။တခင်ပါဟိန်အစုမှာဘယ်သူတွေရှိသည်ဆိုတာကို သူပဲသိပါသည်။တခင်အောင်ဆန်းတခင်လှဖေတို့ကလည်းထိုတိုင်းပင် သူ့သဘောနဲ့သူတင်သွင်းထားတာဖြစ်ပါသည်။တခင်စိုးတခင်ဗတ်တင်ဂိုရှယ်တို့ကလည်းထုတ်တူဖြစ်ပါသည်။စည်ရင်ချုပ်ရှိရအောင်လဲအခြေအနေမပေးပါ။ဒါကြောင့်ပါတီဝင်တွေမှာအစုစိတ်သက်ရှိကြသည် ပါတီစိတ်သက်မြင့်ကြပါနှုနယ်ပါသည်စစ်ကြီးတွင်ဖြတ်တန်းရတော့အစုစိတ်သက်ကပို့လို့သာအားကောင်းလာသည် ပါတီစိတ်သက်မဲမဲရရမရှိပါနောက်ပိုင်းကျမှ ပါတီစိတ်သက်ရလာတာဖြစ်သည်ပထမကကိုယ့်အစုလေးအတွင်းမှာပဲယုံကြည်စိတ်ချသည် ကိုယ့်အစုခေါင်းဆောင်မှုကိုပဲဗဟုပြုထားသည် ဖတာပါလာပေါ်လာပြီးမှ ပါတီစိတ်သက်နည်းနည်းရှိလာသည် ဖက်စစ်ဒေါ်လာရေးအပြီးဒုတိယကွန်ဂရက်ကျင်းပနိုင်မှာပါတီစိတ်ဓာတ်အခြေခံရလာပါသည်။အိန္ဒိယကွန်မြူနစ်ပါတီ၏အတွေ့အကြုံရခဲ့သော ကိုသိမ့်ဖေမြင့်ကိုဂုံပြုရပါမည်။ပါတီစိတ်ဓာတ်ပါတီဝင် တာဝန်ဝတ္တရားတသက်မမတ်ရှိအောင် သူလုပ်ပေးခဲ့လို့သည်။ပါတီဝင်ကပ်ပြားတောင်ပေးခဲ့သည်။ဥပဒေတွင်ယက်တီခွင့်ရသဖြင့်လည်းဒီလိုလုပ်နိုင်တာဖြစ်သည်။ဥပဒေတွင်ယက်တီမှုကိုတံမိုးထားလုံးအားကြီးတာကြောင့်လည်း ိုသိမ့်ဖင်မြင့်ကိုအပြစ်ပြောနိုင်ပြန်သည်။ဒါပါတော့။သခင်စိုးသည်အစုစိတ်တဲ့ကိုပါတီစိတ်တဲ့သို့မြင့်တင်မပေးနိုင်ခဲ့ပါ။ဒါကြောင့်ဂိုင်းကနဝါဒလိုက်စားခြင်းခံရသည်။ဇက်သိမ်းမကောင်းခဲ့ပါ။၁946မှာအလန်နီဂိုင်းခွဲတော့ပါတီဝင်အများစုကြီးသည်ဘဂဗဗဟုံနဲ့အတူရက်တိခဲ့တာဟာပါတီစိတ်တဲ့အခြေခံအားဖြင့်ရှိနေကြလို့ဖြစ်သည်။သခင်စိုးပြောသည့် တိမ်တန်းအချောင်သမားများကိုအဆုစိတ်တဲ့နဲ့နာခံနေကြလို့မဟုတ်ပါဒုတိယကွန်ကရစ်ရဲ့ဗဟိုကို နာခံနေကြတာဖြစ်သည်ဒါကအဆုစိတ်တဲ့ကိုပါတီစိတ်တဲ့နဲ့အစားထိုးနိုင်ကြလို့ဖြစ်သည်1948နောက်ပိုင်းတွင်ပြည်တွင်းစစ်ကာလဖြစ်တတ်ရသည်ဒုတိယကွန်ကရစ်၏ဗဟိုသည်တတိယကွန်ကရစ်ကျင်းပနိုင်သည့်အခြေအနေရှိပါလျက်နဲ့မကျင်းပနိုင်ခဲ့သည်မှာခြုံရင်းပါသည် တတိယကွန်ဂရက်ကိုလက်နက်ကင်တိုက်ပွဲတိုက်နေစဉ်မှာကျင်းပခဲ့တဲ့သည်1969တွေရောက်တော့တတိယကွန်ဂရက်ကျင်းပဖို့မပြောနဲ့ဗဟိုကော်မတီစုံကြီးစည်းဝေးဖို့ပင်ခက်သွားပြီ1969တွင် ပါတီတွင်တော်လာရေးအမိခံပြီးဂိုင်းအစုစိတ်တက်ကိုပါတီဗဟိုကသွတ်သွင်းလာသည်အေယာမအမှားဖြစ်သည်ပါတီစိတ်တက်ကိုဂိုင်းအစုစိတ်တက်ဖြင့်အစားထိုးလိုက်ခြင်းဖြစ်လို့မှားပါသည် မှားတာကလည်းကြာရှည်သည် ပြင်ကျိန်လည်းမရခဲ့ချာကြပါဥက္ကဋ္ဌနှစ်ယောက်ကြာဆုံးခေါင်းဆောင်တွေကြာဆုံးလက်နက်ချတွေပေါ်ပြီးဘကိုးရုံမှမြေဝကျွန်းပေါ်အထက်ဗမာပြည်မြစ်ဖြားဒေသစတာတွေကြာရှုံးသွားသည် ပါတီတွင်တော်လိုင်းဆိုရာကြီးကိုမလုတ်ခဲ့သည့်ဒေသတွေပြန်ကြသည်တရုတ်ပြည်ကွန်မတီပါတီ CPCE အကူအညီရလို့နယ်စပ်ဒေသတွေမှာကြီးထွားနှုတ်မြန်သည်သို့သော် ကိုအားကိုကိုအခြေခံပြက်ခဲ့ပါပြီ။မိကိုနေရပါပြီ။အမိပြောက်တဲ့1989မှာကြတော့အကြနာတော့သည်။ဘယ်သူအပြစ်မှမဟုတ်ပါ။ပါတီဗဟု PB ရဲ့အပြစ်ဖြစ်သည်။ကိုအားကိုကိုရေးလှုပ်ဖို့အချိန်အများကြီးရခဲ့လျက်နဲ့ကိုအားကိုကိုရေးကို CPC ကအတွေးခေါ်ရရုပ်ဝတ္ထုရအကူအညီပေးခဲ့ပါလျက်နဲ့သူတို့ကစိတ်ရှိရှိတာဝန်ရှိရှိကူညီခဲ့ပါလျက်နဲ့ မိတို့ခေါင်းဆောင်များတန်နိုင်ထံခိုင်မာလို့ဖြစ်သည်စွန့်လွတ်စွန့်စားလုပ်နေအချိန်များကြီးရသည် ကိုအားကိုကိုအခြေခံဒေတာတစ်ခုနှစ်ခု အေယာဝတီမြေဝန်းတွင်ပေါ်နိုင်ခဲ့သည်ဘာဂပယီမွေရက်ဇာတိဘာဂပယီအောင်မြင်မှုရခဲ့ရာဒေတာတွင် ပြန်လဲအခြေမချနိုင်ကြသည် သေလောက်သောအမားကိုကျူးလွန်မိခြင်းဖြစ်သည်လက်နက်ကင်တိုက်ပွဲထိုးရက်သွားခြင်းပါတီတစ်ခုလုံးမြေအောက်ဆင်းရခြင်း သေးလောက်သောအမားကြောင့်ဖြစ်သည် ပါတီတစ်ခုလုံးမြေအောက်ဆင်းရခြင်းမှာသေးလောက်သောအမားကြောင့်ဖြစ်သည်ပါတီစိတ်သက်ရှိနေသော ရင့်ကျက်သော ပါတီဝင်များရှိနေလို့သာဒါကလည်းတတိယကွန်ဂရက်ကို1985တွင်ကျင်းပနိုင်ခဲ့လို့သာ ရင့်ကျက်လာတာဖြစ်သည်1988လူထုအုံကြွမှုကြီးရှိခဲ့၍လည်းခံသာသွားခြင်းဖြစ်သည်၃ပါတီစိတ်သက်ကိုမြင့်တင်ပေးသည် ယနေ့တွင်အရေးကြီးဆုံးတာဝန်ဖြစ်သည်ရဲဘော်မော်စီတုံးကပြည်သူကိုယုံကြည်ရမယ်ပါတီကိုယုံကြည်ရမယ်ဒီနှစ်ခုဟာအရင်းခံမူနှစ်ရက်ဖြစ်တယ်ဒီနှစ်ခုမရှိရင်ဘာမှအောင်မြင်မှာမဟုတ်လို့တုံ့ပြန်ခဲ့တယ်လို့မိမိတို့လည်းပြည်သူကိုယုံကြည်ရမည် ပါတီကိုယုံကြည်တဲ့ပါတီစိတ်ဓာတ်မြင့်တည်ရမည်ဘ ਹੁ စီအိုရေးကော်မတီ COCE တာဝန်မှာပါတီစိတ်ဓာတ်မြင့်တင်ပေးဖို့နဲ့ နောင်မျိုးဆက်သို့ ပါတီအလံလွှဲခဲ့ဖြစ်သည်ပထမမျိုးဆက်မှာတေသူတေကြပြီးရှင်းနေသူအိုလာပြီး COC သည်ဒုတိယမျိုးဆက်ဖြစ်သည်သူတို့လည်းအသက်ကြီးကြပြီး60ကျော်90တန်းနေဖြစ်သည်တတိယမျိုးဆက်ကိုအလံလွှဲပေးရမည် ဖြစ်နိုင်လျင် ဖြစ်နိုင်လျင်စရုပ်ထကွန်ကရက်ကျင်းပဖို့ကြိုးစားရမည်စရုပ်ထကွန်ကရက်ကဗဟိုကော်မတီကိုရွေးရမည် ဒီလိုလှုပ်ပြီးမှတတရမျိုးဆက်တို့အလံလွှဲနိုင်လျင်ကောင်းပါသည်ပါတီစိတ်သက်ထက်သန်နေပါမှပါတီအသက်အတွန့်ရှိပါလိမ့်မည်